ကဲကဲအာဘဝမှာကျွန်တော်တို့ကအောင်မြင်ကြရတယ်လေဟုတ်ကဲ့အောင်မြင်တဲ့လူတွေရဲ့အမှုချင်းတွေလည်းကျွန်တော်တို့သိဖို့လိုတာပေါ့ဟုတ်ကဲ့တော့ခဏခေတ်ကကျွန်တော်တို့ကဘယ်လိုခေါ်မလဲစိတ်တွေအရင်ရှုပ်ရှက်ခတ်တဲ့ခကြီးပေါ့ဟုတ်တယ်ဟုတ်ဟိုချက်ချင်း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 အဲ့တော့ကြောင်းလေးရရန်များတော့တနေရာမှာစူးစိုက်လို့မရဘူးဗျာအခုတော့မှအတော့စားနေနေတော့မှာ ခဏနေနေလိုက်ကြရင်ဆွဲမက်ကိုသွားမလားဆွဲမက်မှာဝင်းတူဇာရဲ့ဘာညာပြီးပွားဆိုတဲ့ဟာမျိုးရှိနေကြအောင်တွေးနေမှာနော်တွေးရမ်းကြရလေဆိုတော့အောင်မြင်တဲ့သူတွေရောအဲ့လိုရှုပ်ရှက်ခတ်နေတဲ့ဂျားတွေကနေသူတို့ပေါ့နော်သူတို့အောင်မြင်ခြင်းနဲ့အနေအထားတစ်ခုကိုကြောက်အောင်ပေါ့နော်သူတို့ကဘယ်လိုနီးစနစ်တွေနဲ့သုံးပြီးတော့ဘာပြီးလောက်ကြလဲပေါ့ဟုတ်ကဲ့အန်တန်တွေရွတ်ကြတာသူတို့အဲလက်ဆွဲကန်ဆွဲကြတဲ့အမှုချင်းပေါင်းပြီးပေါ့လေဟုတ်ကဲ့ပတ်သက်ပြီးကိုယ်ဆွဲရအတွေးကြုံပြီးတော့ပြောပါအင်းကအမျိုးမျိုးတော့ရှိကြရပေါ့နော်ဒါဟို ဘဝမှာအောင်မြင်သွားတဲ့လူတွေကမိမိရဲ့ဒီပြောမယ်ဆိုလို့ရှိရင်တော့ဒီစူးစမ်းထုတ်မှုဝိရိယအားတွေကတော့အကုန်လုံးရှိကြလို့ပေါ့နော်ဟုတ်ဘောပင်ကိုပါလာတဲ့ပါရမီဉာဏ်စွမ်းနေရဲ့နောက်မိမိကိုမိမိတို့ဆက်ကွန်ထရိုးလုပ်နိုင်တာရဲ့နော်သူတို့ရဲ့ဉာဏ်ပညာနဲ့ပေါင်းစပ်ပြီးအောင်မြင်ကြတယ်ပေါ့နော်အဲ့ဒီမှာတနည်းကတော့ဖတ်လိုက်ရတော့ကျွန်တော်ကဟိုတစ်ဘက်ကလည်းကိုယ်ချမ်းနဲ့ပြောခဲ့သေးတာဟိုဒီ manifestation ပါပါမြင့်တင်ကြလို့ဆိုပြီးတော့အဲ့ဒီမှာကျွန်တော်ကဒီ အဲနေတော့မအောင်အခွင့်တင်တာလေးလည်းပြောချင်ပါဘူးအကောင်းတယ်အဲ့ဒီကြောင့်ပြောလေဟုတ်ကဲ့ညမန်နီဖက်စတေးရှင်းကြောင့်ပြောအခွင့်တင်ပြီးတော့အဲ့ဒီကမန်နီဖက်စတေးရှင်းကြောင့်အဲကဘာကျော်ရက်သူတွေကဘာကျော်ရက်သူတွေထဲကမှမန်နီဖက်စတေးရှင်းကိုသုံးဆွဲကြသူတွေအဲ့ဒါပြောဟုတ်တယ်အဲ့ဒါလည်းပြောချင်တယ်ဒီဇာတခုလေးလက်ဖြတ်ပြောချင်တာကအဲ့ဒီကျွန်တော်က7ရက်7လနေရတာသူကဒီကဲမန်နီဖက်စတေးရှင်းပါဝင်နေနေပေါ့နော်အဲ့ဒီမှာမန်နီဖက်စတေးရှင်းအောင်မြင်မယ်ဆိုအောင်လည်း ဟိုတိလဲပြီးကြရလွဲလို့ကြရတယ်ဒါကြောင့်ကျွန်တော်နဲ့ကိုဝင်စားနေဒီဖြစ်တဲ့ကြီးမှရိုက်ခဲ့တယ် manifestation နဲ့ပတ်သက်တဲ့ဒီ block လေးကိုတင်လိုက်တယ်ပေါ့နော်တင်ပြီးအဲ့ဒီမှာပဲကျွန်တော်ဆရာမ illusion anytime ပေါ့နော်ဆရာမက happy money တသိန်းသသောင်းကိုသူက happy money ပေးဖို့အတွက်ကိုသူက gratitude လိုက်ရှာတယ်ဟုတ်ကဲ့ဒီအဲ့ဒါကိုယ့်ရဲ့ soul family တွေကဖြစ်စေဒီ facebook အသုံးပြုတဲ့ပုံစံတွေကဖြစ်စေပေါ့နော်ဆရာမ page မှာဒီလိုမျိုးလေးပေါ့ဒီတနေ့အတွက်ကျေးဇူးတင်စရာတော့ဆရာမကဒါ gratitude practice ကိုသင်ပေးတာပေါ့เนาะကျွန်တော်လည်းပြောခဲ့ကြပါတယ်။ကြောင်ကြောင်ကျေးဇူးတင်တတ်ဖို့ပေါ့နော်အရာရာတိုင်းပေါ့အဲ့ဒါမှကျေးဇူးတင်တဲ့အကြောင်းပြောတော့ထူးခြားသွားပဲကျွန်တော်လည်းအဲ့ဒီမှာငါလည်းပါဝင်ဆင်နွှဲမယ်ပေါ့အရင်ကလည်းဒီလိုမျိုးပွဲတွေမှာဝင်နှွဲခဲ့ပေမဲ့ဟိုတက်ကြီး draw တွေမရခဲ့ဘူးပေါ့နော် heavy money မရခဲ့ဘူးဆက်မပွင့်ပေးမယ်ဆိုတော့ဒါပေါက်ခဲ့တယ်ပေါ့ so family အနေနဲ့အဲ so family အနေနဲ့အဲပေါက်ခဲ့ကြတယ်ပေါ့နော်ပေါက်ခဲ့ပြီဆိုတော့ဒါပဲပါကျွန်တော်ရော happy ပြအခုကပါလေ breakfast လား okay ဟုတ်ကဲ့ပါအဲ့လိုလေးလိုက်တာ ဲ့တော့ဒါကြွားတယ်လို့ဖြစ်တယ်လို့ပဲပြောပြောတယ်နောက်ပြီးကိုကဒီမှာကြောက်ကြချင်တာကိုရဲ့ပြည်ဒီပြင်းရတဲ့စိတ်ဆန္ဒလေးတောင်းမှာရှိခဲ့တယ်ပေါ့နော်ဒါမှအနေနဲ့ဒါမှရဆိုးဖက်မှုတွေလက်တွေ့ဟုတ်ကဲ့ပါဟိုပါပေါ့နော်ခံစားခဲ့ရတဲ့တွေ့တွေ့ခဲ့ရတာကိုအချို့ကလက်တွေ့ကြမှာကြုံတာဟုတ်ဟုတ်တယ်အဲ့လိုမျိုးဟုတ်တယ်ကိုစားတာမှာနော်နောက်တော့အပြည့်တို့က day dreaming နဲ့ဒီ visualization နဲ့ကိုမကွဲကြအောင်ပေါ့နော်ဒီ day dreaming ဆိုတာကြတော့စိတ်ကူးရင်လိုက်တယ်တခုဖြစ်နေတယ်ဆိုပြီးတော့သူကပြီးွားပြီသူကဒါပဲဒီ manifest တမားကတော့မမေ့နေဘူးသူ့ရဲ့ဘဝမှာ ရှင်သာနေထိုင်တဲ့ဘဝတစ်လျှောက်မှာပဲသူ့ရဲ့ဒီအတွေးတွေရတယ်ပဲတသားလေးကပ်ပါနေတာပေါ့လို့ကိုကြာဒါမျိုးလေးဖြစ်ခဲ့တယ်ဆိုတော့အဲ့ဒီနေ့မှာပဲတော်တော်ပြောရရင်တော့သူကဒီနေ့အတွက်အမှန်တကယ်တည်သူတင်ခဲ့တဲ့အကြောင်းတစ်ခုပဲပြောပြပါရဲဆရာမအဲ့ဒါလေးကိုမန့်မှရေးခဲ့ပါဆိုတော့လိုက်စားတည်သူတင်ရအကြောင်းရတော့ကျန်တဲ့တကယ်ချင်းတွေလည်းရေးကြတယ်ပေါ့ယနေ့အထိအသက်ရှင်နေတဲ့ကျေသူတင်ပါတယ်ဟိုချစ်မိတ်ဆွေဒါရှိတဲ့အတွက်ကျေသူတင်ပါတယ်တကယ်ချင်းကောင်းအတိုင်းဝါကျေးဇူးတင်ပါကျွန်တော်အနေနဲ့အဲ့ဒီမှာဘယ်လိုလေးဖြစ်သွားလဲဆိုတော့ငါ၆ခရက်နေဒီအဆက်ချက်ကို အရန်ကြိုက်ကြတယ်လေကျွန်တော်တို့ကျွန်တော်လည်းအရန်ကြိုက်တယ်အိမ်မှာကျတော့အလုပ်လည်းအရန်များတော့မချက်နိုင်ခဲ့ဘူးပေါ့နော်အိမ်မှာမမကြီးဆိုလည်းကလေးတွေအများကြီးနဲ့ကလေးတွေကြောင်းသိတော့သူတို့နှစ်သက်တဲ့တခြားအသားဟင်းပေါ့နော်တခြားရဲ့အသီးရွက်ချက်တယ်မချောက်ခရညင်ဒီအဆက်ချက်ဆိုတော့ကလေးတွေထရရှုပ်တယ်ပေါ့လေဆရာအဲ့လိုမျိုးမှာပဲအဲ့ဒီနေ့မှာတူတာတော့တကယ်ချင်းတယောက်ကနင်အားတဲ့ဟိုပြောတာများလို့ပေါ့နော်အဲ့ဒီမှာတခြားခရညင်ဒီအဆက်ချက်ရှိရညုတ်တစ်ခွက်ပေးရဆိုတော့ကျွန်တော်အဲ့ဒါလေးကိုကျေးဇူးတင်ပါတယ်ဆိုပြီးတော့ဒီမန့်လေးမှာရေးပြီးကိုယ့်ကိုမေ့နေတာပေါ့ဗျာမေ့နေပြီးနောက်နေ့မန်းမ တော့ညာဆက်နိုင်ရတာဒီကလဲလောက်ထားတယ်ဒါဘလူတွေကတော့ဟိုဝင်တာတွေဖြစ်သွားပြီပေါ့ဒီ happy money ဝင်တာဆိုမနေ့မှတော့ကျွန်တော်ကတော့ဒီကစားနေပဲ happy money ဝင်တာဖြစ်ခဲ့ရတယ်ပေါ့နော်ဒီ set set လာမှာပဲ congratulations ဟုတ်တယ်ဟုတ်တယ် set set လာမှာပဲဒီ post ကိုတင်ခဲ့တာပြတ်ပြုံးတယ်အောင်မြင်ခဲ့ကြဟိုဟိုတော့ အရင်လောဘကြီးရယ်ဗျာဟုတ်ကဲ့ပါလူသားမှန်ဟုတ်ကဲ့ဟိုစုဆိုရင်လည်းအာထိုင်းဟိုဆိုရင်ဗတ်၆တန်းဟုတ်ကဲ့ပါမှန်လိုက်သမျှကဒီစုချင်းအမြင့်ဆုံးနေကြီးတဲ့ဟုတ်တယ်မှန်မှန်တော့ဘဝမှာကျွန်တော်ကဒီအသေးအပွဲစုလက်လေးတွေကစတန်ဖိုးထားတဲ့ဟုတ်တယ်ဘုဘာပြောပြောကြာကိုယ်ဆိုရစုရရဆိုသေးတယ်ကြီးတယ်လက်တယ်ကိုခဏထားလာဟုတ်တယ်ဟုတ်ကဲ့လူတိုင်းကဒီအသေးစုကြောင့်မှမရနိုင်ဟုတ်ကဲ့ပါအဲဆိုဗိတ်သက်လည်းများတယ်ပြီးတဲ့အခါကျတော့ ဟိုခုနပြောဆိုကိုယ့်ရဲ့ဆရာမရဲ့ဒီ happy ကိုယ်တိုင်သူ့ရဲ့ဟို KB ကောက်နေရနေပြီးတော့ energy ကုဆက်တယ်ပေါ့နော်ဒါမျိုးလေးလည်းရှိကြတယ်ဆိုတော့ပြောချင်တာမိမိရဲ့ဒီ branding design ဖြစ်တဲ့အခါမှာအဲ့မှာပဲဒီပြင်ပြရဲ့ဆန္ဒရှိခဲ့တယ်ပေါ့နော်ဆရာမနဲ့ပြုဆောင်ခြင်းနဲ့နံပါတ်1ဒါမဲ့ဆရာမနဲ့ပြုဆောင်မှုကတော့အခက်မတင်သေးဘူးသို့တော်လည်းဆရာမကိုယ်တိုင်ချင်းမင်းနဲ့ဒီ happy man ကိုရရှိခြင်းနဲ့ဆိုရဲဒီလိုဆန္ဒလေးတွေကတော့ ိုဘန်နင်းစားရလေးတွေရာဒီ soul family ဆိုတော့ဒီ crew ထဲမှာဖြည့်ကြတယ်ပေါ့နော်အထက်မှာကိုကကန်ထုတ်ခဲ့တယ်ပေါ့နော်ဘာလို့ကန်ထုတ်ခဲ့ရလဲဆိုပြောချင်တာတော့အဲ့ဒီ set year set plan ဟာ manifest power မြင့်နေနေဖြစ်တယ်ကျွန်တော်ကိုယ်တိုင်လည်းအားလုံး manifestation စိတ်ဝင်စားတဲ့ပုံစံတွေအတွက်ဒီကျွန်တော်တို့ရဲ့ video blog လေးကို Facebook မှာအင်မေးခဲ့တယ်အဲ့ဒီညမှာပဲကျွန်တော်လည်း manifest လုပ်ခဲ့တဲ့နေရာမှာထူးခြားသွားတယ်အောင်မြင်ခဲ့အဲ့ဒီညမှာလည်းအောင်မြင်နေတာပေါ့ကိုကစော်ပြီးအိတ်ဝအောင်လို့အဲ့နဲ့ပိုင်းမိုးလင်းတဲ့အခါမှာတော့ Facebook အကောင့်ထဲမှာပဲဆရာမရဲ့ ေ congratulation စာလေးနဲ့ပြောတော့เอ่อ remaining ยาสิขึ้นเลยพอดาวส่วนတော့ကိုယ်စွဲပြောရအောင်ကျွန်တော်နားလေရတော့လောက်ဆိုရင်အာယုံကြည်ပြင်းပြရယ်ဆန္ဒရှိဖို့လိုတယ်ဟုတ်ကဲ့ပါတန်းချောင်းမှန်မယ်ဆိုရင်ဟုတ်ကဲ့ဖြစ်တယ်ဟုတ်ကဲ့เนาะလောဘတွေမဖြစ်ဖဲနဲ့ဟုတ်ကဲ့ဆန္ဒနဲ့လောဘတွေမရောထွေးပဲနဲ့မိမိရဲ့အဲဒီဆန္ဒတစ်ခုပါပေါ့เนาะဘသူ့ဘာမှလည်းနင်းနင်းနာစရာမျိုးမရှိကြရဘူးမတော်လောဘမဖြစ်ရဘူးပေါ့เนาะအဲမိမိရဲ့ဒီ focus ဒါလေးကိုပဲအာရုံထားမယ်ဆိုရင်တော့ ရရှိနိုင်တဲ့ထူးခြားနေတာပေါ့နော်။ဒါလေးကိုဒီငွေချင်းပေါင်းသင်းတို့မျှဝေတဲ့အခါမှာပေါင်းသင်းတော်တော်များများစိတ်ဝင်စားကြတယ်။ကြိုးစားတော့လေသူတို့ကဟိုဒါကိုစဉ်းစားစရာအရန်ဖြစ်ပြီးတော့လေဟိုဒါဖြစ်နိုင်ပါမလားစိတ်ကူးရင်ကဘာကြီးပါလား။ daydreaming နဲ့မှားနေကြတယ်ပေါ့နော်အဲ့တော့ daydreaming နဲ့ visualization ကမတူညီနေကြဘူးဆိုတော့ကျွန်တော်ကတော့စာဖတ်တဲ့အခါကျတော့အဲ့လိုတသက်ရှိလို့အဲ့မှာညီမလေးတယောက်ကအဲကျောင်းနေပဲပဲ WiFi ကြီးကြီးပိုက်တက်ကတော့ညီမလေးပဲသူလည်း manifest ကိုစိတ်ဝင်စားခဲ့တယ်သူလုပ်ချင်တယ်ပေါ့လေဒါပေမဲ့သူ့ကိုညွှန်ပေးပါအောင်အဲ့ဒါဘိုးတို့ညောင်ကပြောတာ မြန်မာနားထောင်လိုက်ရပါဘောเนาะကျွန်တော်တို့လို့လုံးဝဘူးစာသမေးစာသမားတွေအတွက်လည်းဘာစာအုပ်တွေဖတ်သင့်လဲอืมပြောပါအောင်ဆောအဲ့လိုမျိုးဘယ်စာအုပ်ဖတ်သင့်လဲဘယ်လို page မှာတင်နှံ့တက်လို့ရမလဲဆိုတော့လေညွှန်ပေးပါအောင်ပေါ့သူစပြင်ပြောတယ်ပေါ့တော့ကျွန်တော်လည်းသူ့ပြန်ပြီးတော့ညွှန်ပေးတာတော့ဟိုဆရာသမားတွေကတော့အများကြီးပဲပေါ့ကိုယူကြည့်မှာဆိုရင်တော့ကျွန်တော်တို့ဆိုရင်တော့ Tony Robin ပေါ့နော်ဒါဆရာမတွေကညွှန်တဲ့ခါကျတော့ Tony Robin ရဲ့ဒီ video တွေကိုကြည့်တယ် blog တွေကိုကြည့်တယ်ပေါ့နော်နောက်ခါကျတော့ကျွန်တော်ဒီမြန်မာပြည်ကဆရာမဆိုရင်တော့ ဟို user ဆရာမတယောက်ရှိတယ် coach user ဆိုပြီးတော့ပေါ့နော်ဒါ trainer ပေါ့ coach user ဆရာမလေးယောက်ရှိတယ်ကျွန်တော်ကတော့ internet တက်ခဲ့ရတော့ဆရာမ any chan ပေါ့နော် elysian ဆို page ကနေ facebook မှာ elysian any chan ဆိုပြီးတော့မှာဆရာမသူ့ရဲ့ဒီတခါကျွန်တော်တို့အဲ့ဒီအကြောင်းအရောတင်တဲ့ခါမှာဒီ comment နေရာမှာတော့နာမည်လေးတွေရေးထားပြီးရင်ကြည့်တဲ့သူပါလေမြင်သွားမှာဟုတ်တယ်အဲ့လိုလေဒီကားလိုလေလောက်လာမယ်လေဟုတ်ကဲ့ကိုကထင်တာအလောင်းပရိသတ်ဆင်းလာလိမ့်မယ်လို့မထင်ဘူးကိုကဟိုရိုက်ကူးကြီးကလောက်လိုက်တာပေါ့နော်တကယ်ချင်းပေါင်းတင်နေကတော့ဟို ို့နီးစားကတော့စိတ်ဝင်စားတယ်။တနေ့အတိုင်းဝိုင်းတကယ်ချင်းနဲ့စိတ်ဝင်စားပါမလားလို့ထင်တာ။တကယ်တကယ်ကြတော့တနေ့အားဟိုမန့်လေးတွေပါဖတ်လိုက်ရတယ်လေ။ဝမ်းလည်းဝမ်းသာမိတယ်။ဟိုဒီလိုမျိုးစူးစမ်းရိုက်ကူးကြတာကိုလည်းသူတို့အားပေးနေတာလည်းပါတယ်ပေါ့နော်။နောက်တစ်ခုကတော့စာအုပ်ဖတ်နေတယ်ဆိုရင်တော့ကျွန်တော်ကအားညွန်ပေးနေတာပေါ့လေ။ညွန်ပေးဆိုကိုတိတဲ့လောက်လေးပေါ့။တကယ်ထက်ထက်ဝင်သေးတဲ့ဆရာသမားတွေကတော့အများကြီးပါပဲပေါ့နော်။ဟိုကျွန်တော်တို့အခုလည်းစီဆက်သွယ်နေတာတော့အဲဆရာမ anytime ပေါ့နော်။ Silesian page မှာတော့အဲဆရာမညာနာတို့အခုထုတ်တယ်သူတို့ညာနာတင်းကနေထုတ်နေတယ်။ အာ manifest now ဆိုစာပေါ့ယခုပဲညှို့နေလိုက်ပါဆိုစာကိုအဲ့လိုရှင်လက်တော်လေးစုံပါတယ်ပေါ့နော်နောက်တစ်ခါကျတော့ဟောဂျပန်နိုင်ငံကမ်ဖွန်ဂျာရဲ့ happy money ကိုလည်းအနှစ်ချုပ်အနှစ်ချုပ်ပြန်ပြောလိုက်မယ်ဆိုရင်မဖြစ်မနေ၃ဝန်းလောက်ဖမ်းရမယ်ဆိုရင်အဲ့လိုပြောပြပါအောင်ဟုတ်ကဲ့ပါမဖြစ်မနေ၃ဝန်းဖမ်းရမယ်ဆိုရင်ဟုတ်ကဲ့ပါ၃ဖတ်မယ်ဆိုရင်တော့ကျွန်တော်ညှို့ပါဆိုရင်နံပါတ်၁ကတော့ ဆာမအန်နီပဲထုတ်ထားတယ်ကတပုတ်ရှိတယ်ဒါတော့ဆာမမှာရှိသေးလားတော့မသိဘူးပေါ့နော်ဟုတ်ကောင်းတယ် divine you ပဲနော် divine လိုတရလူသားပဲစာပလေးပေါ့နော်ဟောကိုဘွားကိုချိန်ချက်ဖြစ်ချင်းတယ်ဟိုဒီဘက်ကလုံနာဝရိယတွေကလည်းရှော့ချလို့မရအောင်နော်သူကတချို့လူငယ်တွေထင်တာကြတော့ဒါဆိုရင်အင်းအတူတူမလေးလည်းတော့လေးလေးပြောသလိုရှင်တမီးတို့ကဘာပညာမှစာကြိုးစားကြမလို့တော့ဘူးဘာကြောင်းမှတက်ဆံမလို့ပဲနဲ့ဒီဟို manifesto မှာ visualize visualize လုပ်မယ် channeling ရေးဝင်တယ်ဒီလိုဘွားပြည့်စုံမှလားဆိုတော့သူကဒါတွေဟုတ်မနေပဲနဲ့မိမိရဲ့ ဒီ unconscious mind တွေမတိစိတ်ကိုတော့ဟိုကအလုပ်ပေးပြီးတော့အမြင်နေပါတော့ဟိုနှိုးချပေးနေတာပေါ့ပြီးစစ်နိုင်မသက်ရေးတယ်ဆိုတော့လေဒါလေးပဲပေါ့ဟိုဘွားရွေချက်ကဘာရှိတာလဲရွေချက်ကိုဘွားအပြောင်းမခံပဲနဲ့တော့ကနေတော့ကကျန်တဲ့တူတာအထုပ်မှုတွေကိုလည်းမလျှော့ချပဲနဲ့ကိုယ့်ရဲ့ဒီရွေချက်ကိုလည်းအပြောင်းမခံနေတာပေါ့နော်ကိုယ့်ရဲ့ဒီပညာကြိုးစားရဆိုတဲ့ပညာကတော့ကြိုးစားပေးနေရမှာ ့ off credit ရအောင်လုပ်မယ်ဆိုရင် off credit ရအောင်လုပ်တာလက်ခံတယ်ဒါပေမဲ့ဖြစ်လေမိမိရဲ့ကြောက်မှတ်မှန်ပြတ်ခြင်းပြတ်ဆံမှအများကြီးမှာစာမေးခြင်းငွေချင်းများနဲ့စာမေး discuss လုပ်ခြင်းတွေကိုကွာ short ချလို့ရမယ်ဒါပေမဲ့ကိုယ့်ဘက်ဘာဖြစ်လဲဆိုတာဒီတန်းထိုင်မပြောင်းနေဘူးပေါ့နော်ဒါဆိုတော့ကိုယ်ကအများနဲ့ကိုယ့်ကို affirmation နဲ့ပြောနေတယ်လေဘာဘာဖြစ်ချင်တာလဲဆိုတော့ကိုယ့်ကိုအမြဲတည်အောင်သူကလုပ်တဲ့နည်းလေးပါအဓိကကိုယ်မှာဖြစ်ချင်တာရညာနေပြီဆိုရင်အဲညာနေတာကြီးကိုခဏစဉ်းစား အများနေတာတည်းကနံပါတ်1တစ်ချက်ပဲပြောအဲဟုတ်ပါဟုတ်ပါเนาะဟိုညာလေးရှင်းပါတစ်ချက်ပဲအဲတစ်ချက်ကိုပဲတစ်ခုပဲလူကိုကိုတော့လူရှင်စံနာတွေရှိကြတယ်ဒါပေမဲ့ခုနကပြေပြားနေလို့ခဲနဲ့တခုတည်းပြေပြားနေလို့မရတာเนาะပြေပြားနေလို့မရဟုတ်ကဲ့ပါအဲ့လိုဆက်အဲလူလေးပြောတာစိတ်လေးခြင်းကအဲဟုတ်တယ်ကိုဟုတ်တယ်เนาะအဲ့ဒါကိုဒါမှမဟုတ်သူက neuroscience ကိုစိတ်ဝင်စားကြတယ်လက်ခံကြတယ်ပေါ့เนาะ ညူရိုဆိုင်ယင်းကကဘာကျော်3ရက်လောက်ဆိုပြောပါအောင်ကဘာကျော်ရဲမှလည်းဟုတ်တယ်ကျွန်တော်တို့ဒါလေးလာရသလောက်ဆိုလို့ရှိရင်လည်းအဲ့ဒီမှာပေါ့နော်ဟိုအဓိကကျွန်တော်တို့ဟောသိတာပဲပါလေဂျင်ကာရီဂျင်ကာရီရောနော်ဂျင်ကာရီဆိုရင် तू ကဒီလိုပဲ तू manifest လုပ်ခဲ့တယ် business sign business light လုပ်လုပ်ခဲ့တယ်ပေါ့နော် तू ကမအောင်မြင်မကျော်ကြားခင်ဘာညာမဲမှမရှိခင်ဘဝမှာတည်းက तू ဟာအဲဒေါ်လာ100,000နဲ့ check ကိုသူ့ကိုသူရေးပြီးတော့သူ့ကိုသူပေးထားတာကဲဒါကြီးကကြဲကြဲကြီးပဲနော်ဟုတ်တယ်ဒါဟာယူနိုင်ပါမလားကျန်တဲ့သူတွေပေါ့မဖြစ်နိုင်ဘူးသူထင်မိမဲ့ ခုနပြောဆိုသူကတော့ကဘာကျော်ပုံပုံကြီးလည်းဖြစ်နေတယ်သူရဲ့ live ကိုတကယ်သိထားတဲ့ပုံပုံတွေကလည်းသူ့ကို open hand ဖြစ်ခဲ့ရတယ်ပေါ့နော်သူဟာသူဖြစ်လာမဲ့ဘဝကို तू ကအဲ့ intention ချထားတဲ့အတွက်သူကဓာတ်ခလည်း live လုပ်နေရနော်ပြုံးဆောင်ပညာကိုလည်းစူးစမ်းနေတယ်ဒီ Oscar ဆုရတာမျိုးတွေကိုလည်း तू က visual ဆက်လုပ်ထားနိုင်တယ် Jim Carrey လို့ပြောလိုက်ရင်တော့မတိကျသူမရှိပါဘူးနော်ရှိတာနော် तू ကကျွန်တော်အမှန်မမှားဘူးဆိုရင်အာရွှေကဘာလုံးစုကိုဟုတ်ကဲ့ပါ နှစ်ဆုရနှစ်ဆုဆိုတာချားပြီးရတာမဟုတ်နော်နှစ်နှစ်ဆက်တိုက်ဆက်တိုက်ရနှစ်နှစ်ဆက်တိုက်ရဟာဒါမျိုးကတော်တော်ရှားတယ်ဟုတ်ကဲ့နော်သူရဲ့ရွှေစကားကလည်းအားလုံးခုနာမည်ကြော်ထားနေတယ်နော်ကတ်လော်လော်ပြောမယ်ဆိုရင်တော့ the max လို့ပြောလိုက်ပြီးဆိုရင်တော့နော်ဟုတ်ကဲ့ပါဒါတော့ the max ကိုတော့ခလေးလည်းတည်လူကြီးလည်းတည်ပြီးကြရတယ်ပေါ့နော်ဆိုတော့ပြောချင်တာဒါတွေကဟိုခုနပြောသလိုပေါ့စိတ်ကွင်းအိမ်မက်လို့ထင်ကြတဲ့အခါမှာလူတွေကမမြင်မှရှိရပါဝါတွေမတုံးဆက်နိုင်ကြဘူးပေါ့နော်အဲ့လိုလေးဖြစ်သွားတယ်ထူးဆန်းတာ သူဇကားကလည်းအဲ့လိုတကိုးကြီးရသွားတာပဲပေါ့လေနော်အဲ့လိုပြောရမှာပေါ့အဲ့ညနေဖုန်းလေးတက်လိုက်လို့ဆိုရင်တော့80ဆန်ကားပေါက်သွားပါတော့နော်80ပေါက်80ပေါက်သူ့ကိုတနက်နဲ့ပြင်တနက်ကြီးတယ်ကိုခံလိုက်တယ်လေဟုတ်ကဲ့ဆိုတော့ဟုတ်တကယ်ဟိုဇက်ရုပ်ဟိုဇကားတဲ့ရဇက်ကောင်ဇိုင်းနဲ့အပြင်မှာသူဒီဒီ manifest လောက်ခဲ့တာနဲ့တွတ်တူနေတာပေါ့နော်ဒါအန်အော်တယ်အန်အော်တယ်ပေါ့နော်ဒါဂျန်ဂါရီကလည်းထူးခြားစွာနေပေါ့နော်သူရဲ့ မဖြစ်ခင်ဘဝကိုသူကကြိုပြီးတော့ရင်ခုန်ခန်းစားထားပြီးတော့အရောက်နှမ်းသွားနိုင်တာပေါ့နော်။နောက်ကဆိုဂျနီဖာလိုဘက်စတိုစီရှင်နဲ့အားလုံးကဂျီလိုရလည်းပဲသူရဲ့အလှပတွေလည်းယူနစ်ထက်တိုင်းမှာသက်ဘလောက်မှန်းအောင်ခံမှန်းလို့မရအောင်ဖြစ်နေသော။သူကအမြဲတမ်း affirmation တွေလုပ်တယ်။ငါရဲ့အာနုပြိုတဲ့ကျမ်းပါတယ်ဆိုပြီးတော့ affirmation ဒီ manifest လုပ်ပြီးတော့ဘယ်နှစ်ဘယ်ကာလဒီမှာဘယ်လိုအောင်မြင်ရမလဲ။စသက်ဖြစ်ပေါ့နော်။နောက်ထပ်ကစားစရာလည်းအများကြီးတော့ရှိသေးတာပေါ့။ဒါကိုစိတ်ထဲမှာမှတ်မိရလို့ပြောလိုက်တာ။ဘယ်နှစ်ကျုံးမယ်ဆိုရင်ဆန္ဒတွေဘယ်တော့ပဲများများဖြစ်ချင်တဲ့ဆန္ဒတစ်ခုတည်းကိုပဲတစ်ဆိုင်မှတ်မှတ်စားပြီးတော့လောဘ กินပြီးရှင်းပြီးတော့လုပ်မယ်ဆိုရင်ဖြစ်နိုင်တယ်ဖြစ်ဖို့ဖြစ်တယ်ပေါ့เนาะဟန်ဆန်ပါဆန်ပေါ့เนาะဒါလေးတွေကိုကျွန်တော်ကတော့ဟိုတကယ်ချင်းတွေကိုလည်းကိုယ်ကိုယ်တိုင်နဲ့လေ့လာနေတယ်စိတ်ဝင်စားတဲ့အပေါင်းအသင်းတွေလည်းအာစအုပ်ဖတ်လို့ရအောင်ပေါ့เนาะကိုယ်တိုင်လုပ်ကြည့်ပါလို့ပဲပြောကြည့်ကိုယ်ကိုယ်လုပ်ကြည့်ပြီးရှင်တော့စိတ်ဝင်စားမှာပါဟုတ်ကဲ့ပါကဲရပ်ဆောင်မယ်လေကျေးဇူးအများကြီးတင်ပါတယ်